စိုက်ပျိုးရေးမွေးမြူရေးနယ်စင်ပြောင်းဝင်ကြီးဌာနစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှစထမအကြိမ်သုတေသနစာရန်ဖက်ပွဲကိုစိုက်ပျိုးထုတ်လုံးမှုမြင့်တင်ဖို့ပန်းနိုင်အထွေရအောင်ဝိုင်းရုံးဆောင်ရွက်စုခေါင်းစဉ်နဲ့စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဝရက်အစည်းအဝေးကမ္ဘာမှာစတင်ပါလ26ရက်နေ့ကကျင်းပခဲ့ပါတယ်။တရင်ပြည်စုံကိုတရင်တော့မက်သစင်တွေကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေဖို့စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရာအလွန်ရည်ကြီးပြီးသုတေသနလုပ်ငန်းဟာအခြေခံအုတ်မြစ်ဖြစ်ကတာဝန်ထမ်းသမားများကိုထိထိရောက်ရောက်အကျိုးဖြစ်ထွန်းစေမယ့်သုတေသနလုပ်ငန်းများကိုအရှင်ယုံနဲ့တိုးမြင့်ဆောင်ရွက်လျက်ရှိရာစိုက်ပျိုးရေးသုတေသနဦးစီးဌာနရဲ့စထမအကြိမ်မြောက်သုတေသနဆက်တမ်းဖတ်ပွဲကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှကြီးမှုကစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများတက္ကသိုလ်များပညာရေးဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိမန္တလေးတက္ကသိုလ်မန္တလာတက္ကသိုလ် ြည်တက္ကသိုလ်ပသိမ်တက္ကသိုလ်နှင့်အငင်းစားပညာရှင်များတရုတ်ပြည်သူသမ္မတနိုင်ငံနှင့်အိန္ဒိယနိုင်ငံများမှပြပပညာရှင်များပူးပေါင်းပါဝင်ခဲ့ပါသည်စာရန်ပပွဲမှာစကားဝိုင်းဆွေးနွေးပွဲလေးထည့်ထားတယ်။နောက်တစ်ခုကစာရန်နေရာလေကျွန်တော်တို့စိုက်ပျိုးရေးထုတ်လုပ်ဖို့ဆိုရင်သက်ဆိုင်တဲ့네ပဲဆုံးအသီးသီးအမြင်ပြီးတော့သုတေသနတွေပေါ်ထုတ်ဖို့ရရတဲ့သုတေသနတွေကိုကျွန်တော်တို့ကအသုံးချဆောင်ရွက်နိုင်ဖို့ရနောက်ပြီးတော့သုတေသနတွေပိုကောင်းအောင်ပို့ပြီးတော့ ထိရအောင်လုပ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဒါစာတမ်းတွေကိုဖိတ်ခေါ်ခဲ့ပါတယ်စာတမ်းပေါင်းပေါ့နော်နယ်ပယ်ခုနှစ်ခုပေါ့ကျွန်တော်တို့ဒါသီးနှာမျိုးစစ်တွေဖော်ထုတ်တဲ့ဟာတွေကျွန်တော်တို့ရေးမီးသံစားတိုက်တွေအကျိုးရှိတဲ့ဒါဤပညာတွေနော်ဆက်မှုလျာနဲ့ဆိုင်တဲ့ဤပညာဆိုင်ရာစာတမ်းတွေနောက်သဘာဝအရင်းမြစ်ဖြစ်တဲ့ဇီဝသက်ရှိတွေကိုအသုံးချပြီးတော့သီးနှာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့စာတမ်းတွေဒီပဲချက်ကြီးဖြစ်တယ်ပန်းနိုင်ထွန်းတို့တရေမှာဘယ်လိုချင်းကတ်လုံမလဲဆိုတော့ review ပေးပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကမိတ်ဖက်တင်နေ ဆောင်ရွက်နေတဲ့အခါမှာတရုတ်နိုင်ငံကမြင်ဒါ Institute တစ်ခုဖြစ်တဲ့ UNAN Academy of Science ကမြင်ပြီးတော့ဒါစာလန်းတစ်ဆောင်နောက်တစ်ခုကအိန္ဒိယ University ကမြင်စာလန်းတစ်ဆောင်ပြည်တွင်းပြည်ပပညာရှင်တွေအားလုံးဒါဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးတဲ့စာလန်းဖတ်ပွဲလည်းဖြစ်ပါတယ်ကျွန်တော်တို့စာလန်းဖတ်ပွဲလုပ်ခြင်းအပြင်ကျွန်တော်မြန်မာနိုင်ငံရဲ့လေခဏမှာလိုအပ်နေတဲ့သုတေသနနယ်ပယ်အသီးသီးမှာဆောင်ရွက်နိုင်ဖို့အခွင့်အလမ်းရပါတယ်လုပ်ပြီးတဲ့သုတေသနရလတ်တွေကိုကျွန်တော်တို့ဒါအသုံးချဆောင်နိုင်အောင် ျွန်တော်တို့ဒီလူစားတန်းဖတ်ပွဲတွေရမြင်တဆင့်နောက်ခုလိုမီဒီယာတွေရမြင်တဆင့်နောက်တစ်ခုကတော့ကျွန်တော်တို့ထုတ်ဝေဖြန့်ဖြူးထားတဲ့ကျွန်တော်တို့ဖြန့်ဖြူးမဲ့စာအုပ်စာတမ်းတွေကိုလေ့လာခြင်းအဖြစ်ဒါနည်းပညာတွေသိရှိဆောင်ရွက်နိုင်ကြမှာဖြစ်ပါဒီလိုသိရှိဆောင်ရွက်ခြင်းအပြင်ကျွန်တော်တို့ရည်မှန်းထားတဲ့စာပြောထုတ်လုပ်မှုတိုးတက်ရေးမှာနည်းပညာတွေကိုအသုံးချဆောင်ရွက်နိုင်ခြင်းဖြင့်ပို့ပြီးတော့ကောင်းတဲ့သုတေသနတွေကို လုပ်နိုင်တဲ့အခွင့်အလမ်းတွေရရှိသွားမှာဖြစ်ပါတယ်ဟုတ် တက်တန်းတို့အေယာမဲစဘာမျိုးရဲ့မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာသုတေသနစာတမ်းကိုတင်သွင်းဖတ်ကြားခဲ့ပြီးသီးနှံမျိုးကန္နာပိုင်းမှာအကောင်းဆုံးစာတမ်းဆိုရရှိသူကလည်းအခုလိုပြောကြားထားပါတယ်။ သုတေသနကိုဆောင်ရွက်ခဲ့ရတဲ့အဓိကအကြောင်းအရာကတော့ကျမတို့ဒီမြန်မာနိုင်ငံရဲ့စပါးဆိုင်ပြုထုတ်လုပ်မှုမှာအရေးပါတဲ့ဒီအကြီးသေးကောင်းစပါးတွေအနက်ကဒါအေယာမင်းစပါးမျိုးလိုင်းကိုဒါပြုပြင်မွမ်းမံတဲ့မျိုးမျိုးမျိုးသုတေသနကိုဆောင်ရွက်ခဲ့ပါတယ်ဒါအေယာမင်းစပါးမျိုးဟာဈေးကွက်ဝင်အကြီးသေးလည်းရှိတယ်ဈေးကောင်းလည်းရတဲ့စပါးမျိုးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လို့အေယာမင်းစပါးကိုစိုက်နေတဲ့ဒါတောင်သူအများစုပါဆိုလို့ရှိရင်အဲဒီအေယာမင်းစပါးကအသက်တန်းကြီးတဲ့အတွက်ကြောင့်ဒါ မိုးရာသီတစ်ခုတည်းသာရင် သူတို့စိုက်ပျိုးနိုင်တယ်။နောက်စပားမျိုးရဲ့အပင်ရက်ကမြင့်တဲ့အတွက်ကြောင့် tradition ဆုံးရှုံးတယ်၊အည်သွေးတွေဆုံးရှုံးတယ်။ဒီလိုပြဿနာတွေကိုကျမတို့ဖြေရှင်းပေးရန်အတွက်ဒါအေယာမင်းဆန်ရီဆန်သားကဲ့သို့ကောင်းမွန်ပြီးရောကြတော့နှွေရောမိုးရောစိုက်ပျိုးနိုင်ရမယ်။နောက်ရိုင်းလဲတံကိုခံနိုင်ရန်ရည်ရွယ်ပြီးတော့သူတေသနာကိုဆောင်ရွက်ပြီးတော့ဒီစာတန်းကိုရေးသားခဲ့ကြခြင်းဖြစ်ပါတယ်ရှင်။စိုက်ပျိုးရေးသူတေသနာမှာဖော်ထုတ်ခဲ့တဲ့သူတေသနာရလများစွာဟာနိုင်ငံတော်ရဲ့စိုက်ပျိုးရေးကဏ္ဍအဖွံ့ဖြိုးတိုးတက်ရေးကို ုများစွာအကျိုးပြုခဲ့ပြီးဖြစ်သလိုနောက်နာကမှလည်းအရင်ကားထက်အောင်မြင်မှုများပိုမိုရရှိစေဖို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ကျမသတင်းတွေပါရှင်။